လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီစီးပွားရေးလူမှုရေးတဘာဝပေးစားရတဲ့တွင်တွေကိုလေ့လာနိုင်အောင်စုစည်းဖော်ပြထားပါတယ်။တရင်တဲတရုတ်ရဲ့ဖူဂျန်လေယာဉ်တင်သမောမျိုးဆက်တဲ့တာလင်ရင်များအခြေဆက်နိုင်မည်ဟုကြွေးကြော။တရုတ်နိုင်ငံရဲ့ဤပညာအစင်းမြေဆုံးလေယာဉ်တင်သမောဖြစ်တဲ့ဖူဂျန်ဟာလေယာဉ်ပေါ်မှာအခြေဆိုင်ဖို့ရည်ရထားတဲ့လေယာဉ်မျိုးစားအလုံးရဲ့အကြံအစင်းစမ်းသပ်မှုတွေကိုအမြင်စွာပြသခဲ့ပြီးလို့တရုတ်ရေတပ်ကကြေညာလိုက်ပါတယ်။ ဂျာဟာလင်းရင်တင်မောပန်ဆိုင်တာနှင်းနှဲငယ်သာရှိသေးတဲ့တရုတ်အတွက်ကြီးမားတဲ့အောင်မြင်မှုမှတ်တမ်းတစ်ခုဖြစ်တယ်လို့ CCTV သတင်းဌာနကဖော်ပြခဲ့ပါတယ်။စက်တင်ဘာ22ရက်နေ့မှာထုတ်ပြန်တဲ့ဗီဒီယိုထဲမှာဖူဂျီယန်ရဲ့လျှက်စစ်တမ်းလိုက်လောက်ရဲစနစ်ကိုအသုံးပြုပြီးလင်းရင်သုံးမျိုးရဲ့ပြန်တက်မှုစံသက်ချက်တွေအောင်မြင်သွားတာကိုတွေ့ရပါတယ်။အဲ့ဒီလင်းရင်တွေကတော့ရေတက်မှာအသုံးများတဲ့ J15 T တက်လျင်ပြင်စမမျိုးဆက် J35 ကိုပြောက်တက်လျင် KJ 600လေကြောင်းရန်ကာကွယ်ရေးအချက်ပြလင်းတို့ဖြစ်ပါတယ်။ J35 ဟာ American Joe F35B နဲ့ F35C ပြင်းရင်လင်းတင်သမောပေါ်မှာစစ်ဆင်ရေးလုံးနိုင်တဲ့ဒုတိယမြောက်ကိုပြောက်တက်လင်းဖြစ်လာပါတယ်။ဒီမတိုင်ခင်ကတရုတ်ရေတပ်ဟာကိုပြောက်တက်လင်းတွေကိုလင်းတင်သမောပေါ်မှာအခြေစနိုင်ခြင်းမရှိသေးပါဘူး။နိုင်ငံတကာစည်ရေးသူတွေတီရဲ့တုံသက်ချက်အရာတရုတ်ရေတပ်ရဲ့လေကြောင်းစစ်ဆင်ရေးစွန့်ရီဟာကင်ဖက်အမေရိကန်ကိုလိုက်မီဖို့ အများကြီးလိုနေသေးပေမဲ့ပြင်းပြစွာတိုးတက်တက်လာနေရလို့ဆိုပါရယ်။ဖူဂျီယန်ဟာတရုတ်ရဲ့လေယာဉ်သင်တမောသုံးစီးထဲမှာအကြီးဆုံးနဲ့နီးပညာအမြင့်ဆုံးဖြစ်ပါရယ်။ရခိုင်ရှန်ထုံးနဲ့ပျောင်းနေတမောတွေဟာခေနောက်စားရဲ့ ski jump တင်းလန်းစနစ်ကိုအသွင်ပြုခဲ့တာကြောင့်လေယာဉ်အရေအတွက်နည်းနည်းသာတင်းဆောင်နိုင်ခဲ့ပါရယ်။ဖူဂျီယန်ကတော့အမေရိကန်တမောတွေလိုပဲခင်မီဆုံးလျှက်စစ်တန်လိုက်နောက်လွဲစနစ်ကို အသွင်ပြုထားပါရယ်။ဒီစနစ်ကိုအသွင်ပြုပြီး ။လင်းယူတွေကိုလွတ်တင်တာနဲ့စင်သက်ချိန်မှာပြန်လည်ဖမ်းယူတာတွေကိုအခုစံသက်အာမင်သွားတာပဲဖြစ်ပါတယ်။ဖူချန်ဟာလက်ရှိမှာတက်တော်မဝင်သေးပဲပင်လယ်ပြင်ဆက်သွယ်မှုတွေလုပ်နေဆဲဖြစ်ပါတယ်။လင်းတင်တဲ့မော်တွေဟာတိဆောက်စရိတ်နဲ့ဤပညာဆိုင်ရာလိုအပ်ချက်တွေမြန်မာလွှမ်းတာကြောင့်ကမ္ဘာအကြီးဆုံးရေတပ်အနေငယ်သာပိုင်ဆိုင်နိုင်ကြပါတယ်။ American ရေတပ်မှာရေပေါ်စစ်စခန်းကြီးတွေလို့တင်စားခံရတဲ့လင်းတင်တဲ့မော်စတဇီရှိပြီး ဒဇီးကိုလင်းရင်အစီး80လောက်တင်ဆောင်နိုင်ပါတယ်။ဖူဂျီယန်ကတော့လင်းရင်အစီး90ခန့်တင်ဆောင်နိုင်ဖို့ခန့်မှန်းထားပါတယ်။အမေရိကန်သင်္ဘောတွေအလုံးဟာနျူကလ িয়ার ဆိုရင်နဲ့မောင်းနေပြီးတစ်ချိန်လောက်လောင်စာဖိထားရုံနဲ့နှစ်ပေါင်း90လောက်ဇက်တိုက်အသုံးပြုနိုင်ပါတယ်။တရုတ်ရဲ့လက်ရှိလင်းရင်တင်သင်္ဘော3စီးစလုံးကတော့ဒီဇယ်အင်ဂျင်နဲ့ရေနွေးငွေ့တာပိုင်လိုမျိုးသမယိုးစာဆိုရင်တွေကိုပဲ သုံးနေပါသေးတယ်။တရင်နဲ့ ဂျိမန်နဲ့နော်ဝေးမှာအကြီးစားဒရုန်းတွေပြန့်တန်းလာမှုကြောင့်အဓိကလေဆိပ်တွေပိတ်ခရာဂျိမန်နဲ့နော်ဝေးနိုင်ငံတို့ဟာတနင်္လာနေ့ညနေပိုင်းကအကြီးစားဒရုန်းတွေပြန့်တန်းမှုကိုတွေ့ရှိပြီးနောက်အဓိကလေဆိပ်ကြီးတွေကိုပိတ်ခရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ကိုပင်ဟေဂင်လေဆိပ်အကြီးတော်အတွင်တွေ့ရတဲ့ဒရုန်းမျိုးစားနဲ့အခြေအတွက်ကိုဒိမတ်ရဲတပ်ဖွဲ့ကအတည်ပြုနိုင်ခြင်းမရှိပေမဲ့လေဒီဒရုန်းတွေကိုစွန့်ရီပြခြင်းနဲ့ပုံစံမျိုးမောင်းနှင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒိန်းထောက်တွေကိုပြောပါရယ်ဒရုန်းတွေပြန်သမ်းမှုကိုတုံ့ပြန်သည့်အနေနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကတုံ့ပြန်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်ဒါပေမဲ့လည်းဒရုန်းတွေဟာအန်တီအဖြစ်စေဖို့ရည်ရွယ်ချက်ရှိကြောင်းညွှန်ပြနေတဲ့အချက်လက်မရှိဘူးလို့ဆိုပါရယ်ဒရုန်းတွေဟာရုရှားကဆေးလွတ်တာဟုတ်မဟုတ်ဒိန်းထောက်တွေရဲ့မင်းမြတ်မှုကိုတော့တနင်္လာနေ့ကဒေးမတ်တို့ရဲတပ်ဖွဲ့မှုဂျာကော့ဟက်ဆန်ကအတိအကျခြင်းတို့မဟုတ်ရင်းဆိုခြင်းမပြုနိုင်ကြောင်းပြောပါရယ် နောက်ပိုင်းလူမှုကွန်ရက်ပို့စ်တစ်ခုမှာတော့ယူကရိန်းသမ္မတဇလန်စကီကစက်တင်ဘာ22ရက်ကဒိမက်ရှိနီတိုးလေကျောင်းပိုင်းနဲ့ကိုရုရှား၏ချိုးဖောက်တာလို့ပြောပါတယ်။ဒါပေမဲ့လည်းအသေးစိတ်အချက်လက်တွေကိုတော့သူကမပြောပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီး EU နဲ့နီတိုးခေါင်းဆောင်တွေကတော့လူသိရှင်ကြားမှတ်ချက်ပြုရှုံးချတာမျိုးမရှိပါဘူး။ drone တွေတွေ့ရပြီးနောက်လေယာဉ်ပြန်ဆင်းသက်ခွင့်များကို၄နိုင်ခန့်ရပ်ဆိုင်ထားခဲ့ရပြီးကိုပင်ဟေဂင်လေဆိပ်ရဲ့လုပ်ငန်းသားကို ဒေတာစံတော်ချိန်မနက်၁၂နာရီကျော်မှပြန်လည်စတင်ခဲ့ပါတယ်။နော်ဝေးနိုင်ငံအော်ဆိုလီစိတ်ကိုလည်းဒေပိုင်နဲ့ပိတ်ထားပြီးဒေနာရီကြာပြီးနောက်ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုရဲ့သတိတစ်ပိုင်းအနေနဲ့အစီအမံအချို့ကိုအကောင့်ထည့်ဖော်သွားမယ်လို့ဒိမတ်ရကြက်ဖွဲ့ကပြောကြားပေးမယ်။ဘလို့အစီအမံလဲဆိုတာအသေးစိတ်ထုတ်ပြန်တာမရှိပါဘူး။လီစိတ်ပိတ်လိုက်တာကြောင့်ခီးတဲ့၂000ခန့်ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။တနင်္လာနေ့ညနေပိုင်းက ကိုပင်ဟေကင်လေးစိတ်အညီတဝိုင်းမှာအကြီးစား drone နစီမှ၃စီခန့်ပြတ်တန်းနေတာကိုတွေ့ရှိရကြောင်းအနာပိုင်တွေကဆိုပါတယ်။လေယာဉ်ခီးစဉ်ချီယာကန် website flight trader 24ရဲ့အဆိုအရလေးစိတ်ပိတ်ထားမှုကြောင့်ကိုပင်ဟေကင်တို့သွားရောက်မဲ့လေယာဉ်35စီးကိုလမ်းကြောင်းပြောင်းပေးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အင်ကာနေကသတင်းစာရှင်းလင်းပွဲမှာတော့နော်ဝေးနဲ့ဒိန်းမတ်ရှိ drone ဖြစ်စဉ်တွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်မှုမရှိဘူးလို့ဒိန်းမတ်ရဲတပ်ဖွဲ့ကဆိုပါတယ်။ တရင်တုံပါလက်စတိုင်းနိုင်ငံအဖြစ်အတိမတ်ပြုဖို့နိုင်ငံအလုံးကို sorry အရေးပြအစိုးရတိုက်တွန်းပါလက်စတိုင်းနိုင်ငံအဖြစ်အတိမတ်ပြုဖို့နိုင်ငံအလုံးကို sorry အရေးပြနိုင်ငံသားရေးဝင်ကြီး Hasbin Farhan ကတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ပြည်ထက်ကပါလက်စတိုင်းနိုင်ငံအဖြစ်တရားဝင်အတိမတ်ပြုခဲ့ပြီးနောက် Hasbin Farhan ရဲ့တိုက်တွန်းချက်တွေထပ်ပေါ်လာတာပဲဖြစ်ပါတယ်။ Hasbin Farhan ကနိုင်ငံဖြစ်ရှင်းချက်ကိုအကောင့်ထဲပေါ်ရေးဆိုင်ရာဂျိုးပန်အထောက်မှုတွေကိုပံ့ပိုးပေးမဲ့ လားတူခြေလန်းတွေကိုလုံဆောင်ကြဖို့နိုင်ငံတွေအားလုံးကိုကျွန်တော်တိုက်တွန်းပါတယ်လို့ပြောခဲ့ပါတယ်။ Persevin Fahan ကမြို့ရမြို့မှာကျင်းပခဲ့တဲ့နိုင်ငံဖြည့်ရှင်ချက်အကောင့်ထဲဖော်မှုဆိုင်ရာနိုင်ငံတကာအစိမ့်မြင့်ကြီးလာခံမှာယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ပါလက်စတိုင်းနိုင်ငံအဖြစ်အတိမတ်ပြုခဲ့တဲ့ပြင်သစ်ရဲ့တမိုင်းဝင်ရည်တည်ချက်ဟာပါလက်စတိုင်းပြည်သူတွေကိုတရားနှတ်တမှုပေးဖို့နိုင်ငံတကာအတိုင်းဝိုင်းရဲ့ဆန္ဒတွေကိုထိန်းဟန့်စေရလို့ စာဗင်ဖိုင်ဟန်ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဂါဇာကမ်းရောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ရေးအပအဝင်တနင်္ဂနွေဖြစ်ရှင်းချက်အကောင့်ထေဖော်မှုဆိုင်ရာနိုင်ငံတကာအစိုးရမျက်နှာကမှရလဒ်တွေကိုအကောင့်ထေဖော်နိုင်ရေးအတွက် sorry အာရီဗျာနိုင်ငံကဆရာထက်တန်စွာလှုပ်ဆောင်သွားမယ်လို့လည်းဖိုင်ဆာဗင်ဖိုင်ဟန်ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။တရင်လေနျူကလ িয়ার လက်နက်ဆိုင်ရာစာချုပ်ကိုနောက်ထပ်တစ်နှစ်တန်တူမဲ့သဘောတူညီချက်ကိုဒေါ်နယ်ဆန့်ကိုပို့တင်ကြလန် ရုရှားနဲ့အမေရိကန်နှစ်နိုင်ငံစလုံးရဲ့နျူကလ িয়ার လက်နက်ကန့်သတ်ချက်သဘောတူစာချုပ်ကိုနောက်ထပ်တစ်နှစ်သက်တမ်းတိုးပြီးမဲ့နျူကလ িয়ার လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်တစ်ခုကိုရုရှားသမ္မတပူတင်ကအမေရိကန်သမ္မတတော်နဲ့ချန်ကိုကန့်လန့်ခဲ့တယ်လို့သိရပါတယ်။နျူကလ িয়ার လက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ရုရှားကြားဆွေးနွေးမှုတွေမလုပ်ဆောင်ခင်မှာပူတင်ရဲ့ကန့်လန့်ချက်တွေထပ်ပေါ်လာတာဖြစ်ပါတယ်။ရုရှားနဲ့အမေရိကန်တို့ဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်တွေအများဆုံးပိုင်ဆိုင်ထားကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။နျူကလ িয়ার လက်နက်အခြေအတွက်ကိုကန့်သက်ထားတဲ့နောက်ဆုံးလက်ကျန်းစာချုပ်ဟာလာမယ့်နှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာပတ်တန်းကောင်ဆောင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ဥတင်ကကန့်လန့်ခဲ့တဲ့သဘောတူစာချုပ်အစ်စ်မှာနျူကလ িয়ার ထိပ်ဖို့ရည်အတွက်ကို1950ပြည့်နှစ်အထိသာထားရှိခွင့်ပြုထားတယ်လို့လည်းသိရပါတယ်။ဒါအပြင်စာချုပ်ကိုတက်တန်းတိုးတာမျိုးဒါမှမဟုတ်အစားထိုးတာမျိုးမလုပ်ဆောင်ဘူးဆိုရင် အဲ့ဒီကန့်သက်ချက်ကိုရုရှားနဲ့အမေရိကန်နိုင်ငံစလုံးကချိုးဖောက်နိုင်ွယ်ရှိနေတယ်လို့လည်းသိရပါဗျ။ရုရှားတရုတ်နိုင်ငံတို့နဲ့နျူကလ িয়ার ကင်းစည်ဆွေးနွေးပွဲလှုပ်ဆောင်လုပ်တယ်လို့အမေရိကန်သမ္မတဒိုနယ်ထရန့်ကထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်သတင်းပတ်အနေငယ်ကြားမှာပူတင်ရဲ့ကလန့်ချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ဒိုနယ်ထရန့်ကနျူကလ িয়ার ကင်းစည်ဟာအလွန်ကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုလို့ကျွန်တော်ထင်ပါတယ်။ရုရှားကလည်းအဲ့ဒီလိုလုပ်ဖို့ဆန္ဒရှိပါတယ်။ ပြီးတော့တရုတ်ကလည်းအဲ့ဒီလိုမျိုးလုပ်ဖို့ဆန္ဒရှိမယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့နျူကလ িয়ার လက်နက်တွေကိုပြတ်ပွားခွင့်ပြုလို့မရပါဘူး။နျူကလ িয়ার လက်နက်တွေကို တားဆီးဖို့လိုအပ်ပါတယ်။နျူကလ িয়ার လက်နက်တွေကအရန်ဆောင်အားကြီးပါတယ်လို့ပြောခဲ့ပါတယ်။ထရင်းကနျူကလ িয়ার ဆိုင်ရာညင်ပေါမှုတွေကိုတန်တမာရင်းနှီးလဲအရာဖြစ်ရှင်းနိုင်မယ်လို့အီရန်ယုံကြည်နေ။အီရန်ရဲ့နျူကလ িয়ার ရှင်နဲ့ပတ်သက်ပြီးအနောက်အုပ်စုနဲ့ဆယ်စုနှစ်ပါများစွာကြာအငင်းပါမှုတွေကို ်တသမန်ရဲနီလန်အရာဖြစ်ရှင်းနိုင်မယ်လို့အီရန်အစိုးရကယုံကြည်တယ်လို့အီရန်နိုင်ငံသားရေးဝန်ကြီးအဘက်စ်အရာဂျီကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်ဟာအနောက်အစိုးရအတွက်ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်မလားဒါမှမဟုတ်ထိတ်တန့်ရင်ဆိုင်မှုတွေလုပ်ဆောင်မလားဆိုတာရွေးချယ်ဖို့အချိန်ကျပြီလို့လည်းအဘက်စ်အရာဂျီကပြောဆိုခဲ့ပါတယ်။ပြည်ချင်းပြည်ထောင်နဲ့ချမီနိုင်ငံတို့ဟာအီရန်ဘောပိတ်ဆို့အရေးယူမှုတွေပြန်လည်ချမှတ်မဲ့ရန်ရာကိုပြန်လည်အသက်သွင်းခဲ့ပြီးနောက် အဘက်စ်အရာချီရဲ့ပြောဆိုချက်တွေထပ်ပေါ်လာတာပဲဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုဆွေးနွေးဖို့အတွက်ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့အကြီးကြီး Profile Crossy အပြင်ဥရောပနိုင်ငံသားရေးဝန်ကြီးတွေနဲ့တွေ့ဆုံမှုတွေလုပ်ဆောင်သွားမယ်လို့လည်းအဘက်စ်အရာချီကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အဘက်စ်အရာချီကသူတို့တွေဟာအီရန်ကိုအကြမ်းကြမ်းဆန့်သက်ခဲ့ပါတယ်။ဒါပေမဲ့လည်းဖိအားနဲ့ချင်းချမှုနေလန့်တွေကိုကျွန်တော်တို့ဘယ်တော့မှတုံ့ပြန်မှာမဟုတ်ပါဘူး။ လာမယ့်ရက်တွေမှာတသမန်ရေးညီလန်းအရဖြည့်ရှင်းချက်တခုရှာတွေ့နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့အီရန်ကတင်းညော်ရီတုံ့ပြန်မှုတွေကိုလုံဆောင်သွားမှာပါလို့ပြောခဲ့ပါတယ်။တရင်ချာမီတိုးနယ်မြေတွေရဲ့တလမတိုင်းကို အမေရိကန်နဲ့မိဖက်တွေကကာကွယ်သွားမယ်လို့ကုလသမဂ္ဂဆိုင်ရာအမေရိကန်တသမန်အသစ်ပြော အမေရိကန်နဲ့၎င်းရဲ့မိဖက်နိုင်ငံတွေဟာနီတိုးဖွဲ့ရဲ့မြေတလမတိုင်းကိုကာကွယ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံတမန်အသစ်မိုက်ကယ်ဝေါ့စ်ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ရုရှားရဲ့လေပိုင်းနဲ့ချူဖောက်မှုဆက်ဆဲချက်တွေနဲ့ပတ်သက်ပြီးစွန့်နှမှုတွေလုံဆောင်မဲ့လွန်ကျွေးကောင်စီစီဝေးတဲမှာမိုက်ကယ်ဝေါ့စ်ကအခုလိုထုတ်ပေါ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။မိုက်ကယ်ဝေါ့စ်ကအမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေက နေတိုဖွဲ့နေမြေတက်လက်မတိုင်းကိုကာကွယ်သွားမယ်ဆိုတာကိုအလီပိပြောကြားလိုပါတယ်လို့ပြောပါတယ်။နေတိုဖွဲ့ဟာရုရှားရဲ့စစ်လေရင်တွေကိုပြစ်ချတဲ့နေလို့ လေတရေနီယာကာကွယ်ဝင်ကြီးဒဖီလေးရှာခဲလီယန်နေကထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ရပ်ပိုင်းကြားမှာမက်ကဲဝေါ်ရဲ့ပြောဆိုချက်တွေထပ်ပေါ်လာတာဖြစ်ပါတယ်။ဒဖီလေးရှာခဲလီယန်နေကရုရှားစစ်လေရင်တွေကိုပြစ်ချတင်ပါတယ်။ရုရှားဟာနီတိုဖွဲ့ရဲ့နယ်နိမိတ်တွေကိုစံတက်မှုတွေလုပ်နေတာပါလို့ပြောခဲ့ပါတယ်။ဒါအပြင်လွန်ခဲ့တဲ့စနေခန့်ကတူရကီကလို့ဆောင်ခဲ့တဲ့အတိုင်းနီတိုဖွဲ့ကပြုမှုတင်တယ်လို့လည်းဒိုဗီလေးစာခဲလီယန်နေကအကြံပြုပြောဆိုခဲ့ပါတယ်။ တူရကီလေတဲတက်ခွဲတွေဟာရုရှားဗုံးကျဲလေယာဉ်တစ်စင်းကိုစီးပွားနိုင်ငံမှာပြစ်ချခဲ့ပေဖြစ်ရကိုရည်ညွှန်းပြီးဒိုဗီလ်ဆာခီလီယန်နစ်ကယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အခုတင်ပြချက်အပေါ်မှာမစ္စရီရဲ့သုံးသပ်ချက်နာကိုလည်းကွန်မန့်ကနေတစ်စင်းညှောက်ရေးပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ဒီပါရှိမြမရေးသတင်းနှောင်းစာကိုနားဆင်ဖို့သတင်းခေတ် channel ကို like and subscribe လေးလုပ်ပြီးဗေနာကနော်ဒီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်။ ကျေးဇူးတို့များအားလုံးပြန်ခတ်သိမ်းကြည့်ရှင်ကြပါစေ